ဘောလုံးလောကကြီးကိုဝမ်းနည်းစရာသတင်းစကားပွားလိုက်တဲ့ရော်နယ်ဒိုအားလုံးပဲမေကလာပါကျွန်တော်တို့ရဲ့တပင်ရှင်ရီ channel ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်တို့ရဲ့အခြေအဥလို့တောင်တတ်မှုလို့ရတဲ့ခရစ်စတီယာနိုရော်နယ်ဒိုကတော့ပရိသတ်တွေကိုဝမ်းနည်းစေမယ့်စကားတစ်ခုကိုပြောကြားလိုက်ပြီးဖြစ်ပါတယ်ရော်နယ်ဒိုဟာ sorry club အင်နာဆာအသင်းမှာခြေစွမ်းပြကစားနေရင်းနဲ့အခုဆိုရင်တော့2026ကမ္ဘာဖလားခြေစစ်ပွဲတွေအတွက်ပေါ်တူဂီအသင်းနဲ့အတူလာရောက်ပူးပေါင်းနေတာဖြစ်ပါတယ် ပေါ်တူဂီအသင်းကလက်ရှိနိုင်ငံတကာရပ်တန့်တပတ်အတွင်းမှာအိုင်ယာလန်အာမေးနီးယားအသင်းတို့နဲ့ရှင်းပြိုင်သွားရမှာဖြစ်ပါတယ်။ဇယားထိတ်ကိုဦးဆောင်နေပြီးနောက်ထပ်ရမှတ်တမဲ့ရတာနဲ့ရှုံးထွက်အဆင့်ကိုတိုက်ရိုက်တလန်းသွားနိုင်မှာဖြစ်ပါတယ်။ဒီပွဲစဉ်နေ့မတိုင်ခင်မှာရော်နယ်ဒိုဟာအင်တာဗျူးတစ်ခုပြုလုပ်ခဲ့ပါတယ်။အဲဒီမှာရော်နယ်ဒိုကဟုတ်ပါတယ်2026ကမ္ဘာဖလားကကျွန်တော်နောက်ဆုံးကစားမယ်ကမ္ဘာဖလားပြိုင်ပွဲကြီးဖြစ်ပါတယ်။၄၁နှစ်အရွယ်မှာကစားသွားမယ်ပြိုင်ပွဲကြီးဖြစ်တယ်ဆိုပြီးတော့ပြောဆိုခဲ့တာဖြစ်ပါတယ်။ဒီစကားဟာဘောလုံးလောကကြီးတစ်ခုလုံးကိုတုံ့လောက်သွားစေခဲ့ပါတယ်။ ဘောလုံးနဲ့ပတ်သက်လာရင်ကျွန်တော်တို့ဟာအရန်ကူမှတရားလွန်တယ်လို့ဖြစ်တတ်ကြပါတယ်။ကိုတိုင်ကအသက်30လောက်ရောက်လာရင်ခါနာတယ်လို့ကြောအောင်တယ်လို့နဲ့ဆယ်ပေအကွာဝေးလောက်ကိုချွဲဆိုင်အောင်ပြေးနေရချိန်ပါရော်နယ်ဒိုနဲ့မက်ဆီတို့ကတော့အခုထိပြိုင်ဆိုင်နေသေးကြတော့ပါပဲ။သူတို့ရဲ့အားပြိုင်မှုကြီးတွေကိုအပေါင်းအရင်တန်တန်နဲ့ညှိခုံကြရင်တဝါကြီးကြီးရှိနေချိန်ကြတော့ပါပဲ။တကယ်ဆိုရင်မက်ဆီရောရော်နယ်ဒိုရောကအသက်အရွယ်တွေငဲတော့တာတွေမဟုတ်တော့ပါဘူး။သူတို့ဟာကျွန်တော်တို့ကိုအပြည့်အဝဖျော်ဖြေပေးခဲ့ပြီးပါပြီ။ ဒါကြောင့်လည်းကျွန်တော်တို့ရဲ့အသဲနှလုံးသားတွေထဲမှာမက်ဆီမဟုတ်ရင်ရော်နယ်ဒိုကအပြည့်အဝကိုနေရာယူထားကြတာဖြစ်ပါလေ။အခုတော့ဒီသတင်းကြီးကရော်နယ်ဒိုရဲ့ဝန်အထက်တော်တကယ်ကိုမှကြီးမားတဲ့သတင်းစိုးကြီးတစ်ပုဒ်ပဲဖြစ်ပါလေ။အာမန်တွေဘလောက်ပဲပြင်းပြပေမဲ့လည်းဇယားကိုတော့ရော်နယ်ဒိုလည်းကြော်လွန်နိုင်မှာမဟုတ်ပါဘူး။ဒါကြောင့်လည်းကျွန်တော်တို့အနေနဲ့ကမ္ဘာအကောင်ဆုံးကစားသမားကြီးရဲ့ကစားဟန်ကိုနောက်ထပ်မြင်တွေ့ရလဲနှစ်နှစ်သုံးနှစ်ဆိုတာကအများဆုံးပါပဲ။ရော်နယ်ဒိုရဲ့ကစားဟန်တွေကတော့ကျွန်တော်တို့ရင်ထဲထာဝရကိန်းအောင်းနေမှာဖြစ်သလိုရော်နယ်ဒိုရဲ့အောင်ပွဲခံဟန်တွေကလည်း ဘောလုံးအားကစားလောကထဲမှာအိုက်ကွန်တွေတစ်ခုအဖြစ်နဲ့ကပီးမှတ်တမ်းသိကြပေါ့ကြမ်းရှိပါတော့မယ်။ပြောမယ်သာပြောတာလက်ရှိရော်နယ်ဒိုအနားယူမယ်လို့ပဲပြောကြတာရှိသေး။ဘောလုံးလောကကြီးလည်းလှုပ်လှုပ်ခတ်ခတ်ဖြစ်နေပါရဲ့။ရော်နယ်ဒိုမက်ဆီလိုမျိုးပြိုင်ဆန်ရှားတဲ့ပြိုင်ပွဲမျိုးကတော့နောက်ထပ်ပေါ်ပေါက်လာဖို့အကြောင်းမရှိတော့ပါဘူး။နောက်မျိုးဆက်တွေကန်ဆိုးတယ်ပဲဆိုရပါမယ်။ကျွန်တော်တို့ကတော့ဒီကုတ်ကြီးနှစ်ဦးရဲ့ကစားဟန်တွေကိုအပြည့်အဝရခဲ့တာကြောင့်ကန်ကောင်းခဲ့တယ်လို့ဆိုရပါမယ်။ရော်နယ်ဒိုကတော့2006ကနေစတင်ပြီးတော့2026အထိပေါ်တူဂီအသင်းအတွက်ပေးဆက်ကစားပေးရင် ရေရိုဖလားတစ်ကြိမ်၊နေရှင်းလီဖလားနှစ်ကြိမ်ဆိုတဲ့အမကန်အောင်မြင်မှုကြီးတွေကိုရရှိပိုင်ဆိုင်ထားပါတယ်။လိုအပ်နေတဲ့ကမ္ဘာဖလားအောင်မြင်မှုကြီးကိုလည်းရရှိအောင်ဆက်ဆောင်သွားဖို့အခွင့်အရေးကရော်နယ်ဒိုရဲ့လက်ထဲမှာရှိနေပါသေးတယ်။ပြောရရင်2026ကကမ္ဘာဖလားကရော်နယ်ဒိုရဲ့ The Last Stand ပါပဲ။ရော်နယ်ဒိုတရအကောင်းဆုံးကြိုးစားနိုင်ပါစေကြောင်းဆုတောင်းပေးလိုက်ရပါတယ်ခင်ဗျာ။အဆုံးထိကြည်ပေးကြတဲ့အတွက်အားလုံးကိုကျေးဇူးတူပဲတင်ရှိပါတယ်။